နှစ်နှစ်ကြာနှစ်နိုင်ငံတန်အမတ်တွေကိုအပြန်အလှန်ရုပ်သိမ်းခဲ့ကြတဲ့အိန္ဒိယနဲ့ကနေဒါနိုင်ငံတို့ဟာအခုအခါပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ပြီးတော့ကုန်သွယ်ရေးနဲ့ယင်းနှမြုပ်နှံမှုတွေကိုတိုးမြင့်ကြဖို့သဘောတူညီခဲ့ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နှစ်နိုင်ငံလုံးကိုကုန်သွယ်ခွင့်တိုးမြင့်ထားလို့အကြက်အတဲစိုက်နေချိန်မှာအိန္ဒိယနဲ့ကနေဒါနိုင်ငံတို့နှစ်နိုင်ငံပုံမှန်ဆက်ဆံရေးတွေပြန်လည်ထူထောင်ဖို့ကြိုးစားလာကြတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသားရေးဝန်ကြီးစူပရာမန်ယန် ဂျိုင်းရှန်ကာဟာတနင်္လာနေ့ကကနေဒါနိုင်ငံသားဝန်ကြီးအနီတာအာနန်နဲ့နယူးဒေလီမှာတွေ့ဆုံခဲ့ပါတယ်။ဆွေးနွေးပွဲအပြီးပူးရဲကြေညာချက်မှာလက်ရှိကမ္ဘာစည်းဝါးရေးနဲ့နိုင်ငံရေးအခင်းအကျင်းတွေမတိကျမရေရာမှုတွေများနေချိန်မှာနှစ်နိုင်ငံအထွတ်ခိုင်မာပြီးတော့ရေရှည်တည်တံ့တဲ့ဆက်ဆံရေးဟာမရှိမဖြစ်လိုအပ်တယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယနဲ့ကနေဒါနိုင်ငံတို့အကြားကြေပြန့်နဲ့ရှိုင်းပြီးတော့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ထားခြင်းအဖြစ်ဒီကနေ့နိုင်ငံတကာစည်းဝါးရေးနဲ့ NDA စိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့ကြိုးပမ်းနေပါတယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောဆိုထားပါတယ်။ကနေဒါနိုင်ငံခြားရေးဝန်ကြီးအနီတာအာနန်ကလည်းကျမတို့ဘူရိုက်ကျင်ညာချက်ကနှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်နိုင်ရေးနှစ်ဖက်အစီအစဉ်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံသားတွေနဲ့အိန္ဒိယနိုင်ငံသားတွေကိုပါအတိပေးကျင်တာကတော့ကျမတို့နှစ်နိုင်ငံဆက်ဆံရေးကိုအခုရောရည်ရှိမှာပါတိုးတက်အောင်လုပ်ဖို့နှစ်ဖက်ကတိပြုထားပါတယ်လို့ပြောဆိုခဲ့ပါတယ်။ 2023ခုနှစ်ကအဲ့ဒီအချိန်ကကနေဒါဝန်ကြီးချုပ် Justin Trudeau က Vancouver မြို့ပြင်မှာ Sikh ခွဲထွက်ရေးခေါင်းဆောင်တဦးတပ်ဖြတ်ခံရမှုမှာအိန္ဒိယအစိုးရပါဝင်ပတ်သက်တယ်လို့ဆွဆွဲခဲ့ပြီးတဲ့နောက်မှာနိုင်ငံခြားကဆက်ဆံရေးတွေကဆိုးရွားသွားခဲ့တာပါအိန္ဒိယကတော့အဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ခဲ့ပြီးတော့နှစ်ဖက်စလုံးကတစ်ဖက်နဲ့တစ်ဖက်တန်တမန်တွေကိုနှင်ထုတ်ခဲ့ကြတာပါ လက်ရှိကနေဒါဝန်ကြီးချုပ် Mac Carney ကဒီနေ့အစောပိုင်းမှာဝန်ကြီးချုပ်တာဝန်စယူပြီးတဲ့နောက်ပိုင်းမှာတော့ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာမယ့်အရေးအယံတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လကကနေဒါနိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာဝန်ကြီးချုပ်မက်ခါနေကအိန္ဒိယဝန်ကြီးချုပ်နရင်ဂျာမိုဒီနဲ့တွေ့ဆုံခဲ့ပြီးတော့နှစ်နိုင်ငံဆက်ဆံရေးတွေပြန်စတင်ဖို့သဘောတူညီခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။